အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ကျွန်တို့ကမ်ပါကိုလစဉ်ကြီးနဲ့ပေးပြီးတော့အသုံးပြုနေတဲ့သူတွေအတွက်ကိုမလိုအပ်လို့ပြန်ပြီးတော့ကျုံးတွေ cancel subscription လောက်ကျင်တဲ့အခါမှာဘယ်လိုမျိုးလောက်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မလိုအပ်လို့ဟလာ cancel subscription မလောက်ဖယ်နေဒီတိုင်းထားမယ်ဆိုလို့ရှင် အကောက်ကို log out ထားရုံနဲ့မရပါဘူး အဲ့တော့ကျွန်တော်တို့ဒီကကာဆယ်စကရီရှင်းကိုမလုတ်ထားဘူးဆိုရင်တော့လာစင်လာချင်းသူကတုံးတယ်လာစင်ကြီးဖြတ်သွားမယ်မတုံးလဲလာစင်ကြီးဖြတ်သွားမှာဖြစ်တဲ့အတွက်ဒီ cancel secretion ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျောင်းလေးဒူလိုက်ပြီးတော့လေ့လာကြည့်ပါအဲ့တော့ကျွန်တော်ကတော့ဒီ canva ကို desktop ပေါ်မှာကျွန်တော်တို့ဒီ software တစ်ခုအနေနဲ့အသုံးမပြုဘဲနဲ့ကျွန်တော်တို့ဒီ Google Chrome browser မှာပဲကျွန်တော်ကအသုံးပြုတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်သုံးနေတဲ့ဒါလက်ရှိအကောက်ပေါ့ဗျာအဲ့တော့ဒီအကောက်ကိုကျွန်တော်တွေက cancel secretion လုပ်ရှင်နေဆိုလို့ချင်းဘယ်လိုလုပ်ရမလဲဆိုရင်ဒီကျတော့ဒီ2025မှာဆိုလို့ချင်းတော့သူကအထိတ်တွေထပ်ပြီးတော့ပြောင်းသွားတာဖြစ်တဲ့အတွက် profile လေးကဒီဘယ်ဘက်အောင်နာလေးကိုရောက်လာတယ်။ခါတန်းဆိုရင်တော့ကျတို့ဒီကဒီညာဘက်အပေါ်နာလေးမှာရှိတယ်ပေါ့ဗျာနော်။ profile ပုံလေးရှိတယ်။အဲ့တော့ကျတို့ဒီမှာဒီကောင်လေးကိုကျတို့နှိပ်လိုက်မယ်။ ဒီကောင်လေးကိုနှိပ်ပြီးပါပြီဆိုလို့ချင်း profile လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီမှာ setty လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော် setty လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ setty ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ် setty ကိုနှိပ်ပြီးပါပြီဆိုလို့ချင်းကျွန်တော်ဒီမှာ veil line ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် veil line ကိုနှိပ်ပြီးပါပြီဆိုလို့ချင်းကျွန်တော်ဒီမှာသူ့ကိုဒီအဆက်ကလေး30ဆက်ကိုကျွန်တော်နှိပ်ပေးလိုက်မယ်ပေါ့နော်အဲဒီမှာ visa card တွေပါတွေကိုကချိန်မယ်ပေါ့ဗျာဘဏ်ကတ်တွေပါတွေချိန်မယ်ဆိုရင်တော့ဒီမှာလာပြီးတော့ချိန်လို့ရတယ်အဲ ကျွန်တော်က cancel ပြန်ပြီးတော့လုံးမှာဖြစ်တဲ့အတွက်ဒီစက်ကလေး30ခုနှိပ်မယ်ပြီးလို့ရှိရင်တော့ဒီမှာ cancel cancel plan ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် cancel plan လေးကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူ့ကိုထပ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်ဒီမှာ continue cancellation ဆိုတာကိုထပ်ပြီးတော့နှိပ်ပြီးမယ်နှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအကြောင်းအရာတစ်ခုခုတော့ရွေးပေးရမယ်ပေါ့ဗျာနော်အကြောင်းအရာတစ်ခုခုရွေးပေးရမယ်အဲ့တော့ကျွန်တော်ကအားသားဆိုတာကိုပဲရွေးလိုက်မယ်ပြီးရင်တော့ဒီမှာ continue cancer ဆိုတာကိုနှိပ်ပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ cancer secretion ပေါ့နော်အဲဒီမှာစာလေးတစ်ခုခုရေးပေါ့ဗျာနော်ကျွန်တော်တော့မရေးနေတော့ဘူးဒီမှာ cancer ပဲနှိပ်ပေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာ remove လုပ်ချင်တယ်ဆိုလဲ remove လုပ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကြည်မေးတဲ့ကိုဒီ cancel လုပ်ထားတဲ့ cancel လုပ်ထားတဲ့ စာတစ်ဆောင်ရောက်လာလာကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်โอเคเนาะဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကကြည်မီတဲ့ကိုစာတစ်ဆောင်ရောက်လာမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါ ဒီအခုလိုမျိုး cancel secretion လုပ်လိုက်လို့လေကျွန်တော်တို့တွေကဟာလာဝယ်လက်စဒါမှ3လက်စပေါ့နော်3လက်စဥပမာတစ်ခု10ရက်ကြံနေတယ်5ရက်ကြံနေတယ်ပေါ့ဗျာအဲ့ဒါကိုထပ်မသုံးရမှာစိတ်မပူပါနဲ့သူကတတ်တမ်းရှိသလောက်တော့ကျွန်တော်တွေအသုံးပြုလို့ရမှာဖြစ်ပါတယ်ဥပမာတစ်ခု6လ5ရက်နေမှကောင်းမယ်ဆိုလို့ရှိရင်6လ5ရက်နေအထိကိုအဲ plan ထဲမှာပါတဲ့အတိုင်းပေါ့နော် plan ထဲမှာပါတဲ့ feature အတိုင်းကျွန်တော်တွေအသုံးပြုလို့ရမှာဖြစ်ပါတယ်5ရက်ရဲ့ဟိုဘတ်ပေါ့နော်အဲသူတတ်တမ်းကုန်ပါတဲ့ဟိုဘတ်ဆိုလို့ရှိရင်တော့ ျွန်တို့တွေတုံးလို့ရတော့မှာမဟုတ်ပါဘူးကျွန်တော်တွေအဲဝယ်တုံးရမယ့်ဟာတွေဒီဝယ်တုံးရမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာလေးတွေကိုသိကျင်လဲဆိုတာကောမလေးမှာရေးပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။